ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Bami Ghost Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးကနေပြီးတော့ပြလောကဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေရပါ။ဒီနေ့မှာပရိသတ်တွေအတွက်ရွေးချယ်ပေးထားတဲ့ဇလံကောင်းလေးကစာရေးသူတော်ရာလာမင်းဆန္ဒရေးသားထားတဲ့တုတ်တံမထလာသူဆိုတဲ့ဇလံကောင်းလေးကိုတင်ဆက်ပေးသွားမှာပါ။ ဇလန်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like ရန် subscribe လေးလုပ်ပေးနေဘေးနာက notification ခေါင်းဆောင်လေးကိုနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကဲဒါဆိုရင်တော့ဇလန်းလေးစကြရအောင်နော်။လှပီမြင့်တို့အဖွဲ့ရလေလံကြောင်လေးအတိုင်းတရွေ့ရွေ့နဲ့မောင်းနေလာကြတယ်။ကုံဖို့ပြန်လာကြောင်ပေါင်းလေးတွေကလည်းခါလီဖြစ်နေပြီ။လေသုံးစီရှေးစင်နောက်စင်တန်းစီကနဲ့ပြန်လာခဲ့ကြခြင်းဖြစ်တယ်။လှပီမြင့်က အဲ့ဒီအဖွဲရဲ့ခေါင်းဆောင်သူ့မှာနောက်လိုက်တပိန်၅ယောက်ရှိတယ်။တန်ချောင်းတောက်တူမောင်တွင်တင်အောင်နဲ့လှကြော်တို့မှာလှပင်မြင့်ရဲ့တပည့်တွေဖြစ်ကြတယ်။၎င်းတို့ဟာရွာနေထွက်တဲ့ထွက်ကုန်အစုစုလေးတခြားမျိုးပို့ဆောင်ကြတဲ့သူတွေဖြစ်တယ်။ကုန်ပစ္စည်းပို့တဲ့သူတွေကတန်စာကပေးကနဲ့ပို့ဆောင်ကြရတယ်။ကုန်ပစ္စည်းအလေးချိန်နဲ့တန်ဖိုးကြည့်ကတန်စာကအနေအများကောက်ယူလေရှိတယ်။တန်တန်မမရောက်ကြသားတွေလည်းဖြစ်ကြကြောင့် တခိုးတမအန်ရဲကနေစိတ်ချကောင်ကုံအဲ့နဲ့နဲ့သူတွေလည်းများပြားလာတယ်။ကုံတခါပို့ပြီးဆိုရင်လဲသုံးစီအပြည့်ပို့ရတယ်။တခါပို့ရင်လန်ခီမှာတော့ငားရက်တပတ်ခန့်ကြာတတ်တယ်။လှပေမယလဲထက်တိုးကျင်တော့လဲစိတ်ချတဲ့တပည့်တပန်းရှာမြအကြောင်းငြိမ်နေရတယ်။သူသာနောက်ထပ်လဲနှစီထပ်ပြီးရဖြစ်မယ်ဆိုရင်တန်စားကပို့ရပေမယ်။တပည့်မွေးရတီမှာလဲမစားတာပဲ။ အခချင်းငွေပေးရတဲ့အပြင်ကျွေးရမွေးရသေးရဲ့ဒါအပြင်ပြဿနာတစုံတရာဖြစ်ပြီးဆိုရင်လှပင်မြေကောင်းဖို့သာကြလေရဲ့မိမိတပည့်တွေအတွက်လဲတောင်းဝင်ယူဖြည့်ရှင်းပေးရစမည်။သမီးရီစာပြဿနာငွေကြီးကြီးပြဿနာလူမှုရေးပြဿနာပေါင်းစုံတစ်ခုပြီးတစ်ခုဖြစ်တဲ့ဆိုရင် တပည့်တွေကလှပင်မြေထံသာရောက်လာတတ်ကြတယ်ဒါကြောင့်လေတပည့်တပန်းအသေးလိုချင်းတော့လေအတော်စဉ်းစားယူရတဲ့အဖြစ်ကိုရောက်နေတယ် အခုလည်းကုံချောင်းတိုက်လာတဲ့လဲသုံးစီမှာတပတ်ကိုကုံချခဲ့ပြီးတော့ခါလီပြန်လာရမှာတော့တပည့်နှစ်ယောက်ကအငြင်းပွားလာကြတယ်။တန်ချောင်းဟာစိတ်ဆက်တယ်မဟုတ်မခံလူစားတယောင်ဟာကိစ္စတကူးဆိုရင်မပြီးနိုင်မစီနိုင်ရစ်တက်တယ်။၎င်းတို့နှစ်ယောက်မှာ မကြခနာဆိုသလိုအငြင်းပွားထက်ကြတဲ့နှစ်ယောက်ပင်ကျန်တဲ့တပည့်တွေရလဲတန်ချောင်းကိုထိန်လိုက်တိန်အောင်နားချလိုက်နဲ့အမြဲတမ်းကြောင်းဝင်ပြီးတော့ဖြည့်ရှင်းပေးနေရတယ် သို့တော့၎င်းတို့နှစ်ယောက်ရဲ့အကျင့်ကတော့မပြည့်ပါတကြက်ကြမ်းနဲ့ဖြစ်မြဲပြီကုံချတဲ့အချိန်မှလည်းကုံပြည့်စည်းထုတ်ပေါ်ထားတဲ့ဂုံနီအိတ်ကြီးပေါက်ပြေးကြကုန်တာကြောင့်ကုံအနှင်းငယ်ဆုံးရှုံးသွားကြရတယ်အီဒီမှာတော့စိတ်ဆက်တဲ့တန်ချောင်းကပစ္စည်းအိတ်ကို အလျင်စလိုအောက်ပြေးချတာကြောင့်ဆိုပြီးတင်အောင်ကပြောဆိုနေတယ်တန်ချောင်းကခီးရလဲပန်းကုံပြည့်စည်းရလဲလေးလံတာကြောင့်နေပူပူမှာချွေးတွှဲွှဲနဲ့မောဟိုက်နေရနေတင်အောင်ရဲ့ တပြေတောက်တောက်စကားကိုတော့မခံစားနိုင်တော့ပေ။ဒါကြောင့်ဒေါသထွက်ထွန်းနေပေ။တင်းအောင်ကိုလက်သီးနဲ့တစ်ချက်ထိုးပြစ်လိုက်တယ်။လှပင်မြင်ဝင်ထိမ့်ပါပဲ။ရံပွဲရရက်သွားခဲ့ရတယ်။သို့တော်လည်းနှစ်ယောက်လုံးကမကြေနပ်ကြပါဘူး။စိတ်ထဲမှာတော့တနှုံနှုံနဲ့တလန်လုံးမကြေပဲနဲ့ဖြစ်နေကြတယ်။မကြမီလမ်းတဝက်မှာညနေနေဝင်ရီတယောက်အချိန်ဖြစ်နေကစား။မိုးရိပ်မဲကြီးပဲအရေးအယောင်တွေကိုမြင်လိုက်ရကြောင် လာပင်မြင်းကခရီးတထောင်နားဖို့ရန်အတွက်ပြင်ဆင်ခိုင်းလိုက်တယ်။ဆရာကြီးဒီမိုးတီလီကအချိန်နေမကောင်းဘူးဗျ။ကျို့တို့တနေရာကောင်းကောင်းမှာခိုးမှပဲဖြစ်မယ်ဗျို့။ငါလည်းတွေးနေတာ။ဒီနေရာနားမှာတော့နားခိုးလို့မဖြစ်ဘူး။ရှင်နာဇရက်တခုရှိတယ်မလား။အဲ့ဒီနေရာကိုရောက်လို့အမြန်သွားမယ်။တော်တော်လူသိတယ်ဆရာကြီးရဲ့။မိုးမိပါမလား။နည်းနည်းပါးပါးတော့ဘယ်လို့မလဲ။ခက်မြန်မြန်သွားကြတာပေါ့။ လဲသုံးစီရမြန်နိုင်သမျှမြောင်းလို့မောင်းနေရင်ဇရက်စီကိုဦးတည်လာခဲ့ကြရယ်ကောင်းကင်ရံတစ်ခုလုံးတိန်လိတ်မဲကြီးတွေကလည်းချက်ချင်းဆိုသလိုမဲနဲ့လာခဲ့ပါတယ်လျက်စီလက်တန်းမိုးချိုပြစ်တံတို့ကလည်းတလောကလုံးဟီးထနေသလိုမိုးတပြောင်ပြောင်နဲ့စတင်ကျလာခဲ့တာကြောင့်နွားတွေကိုရိုက်နှက်ပြီးအ мян ယုံနေရတယ်လေနဲ့မိုးကအဆိုးမရသလိုတဝော်ဝော်နဲ့ရွာလာတယ်နားကိုဖို့ဇရက်ကိုမရောက်နိုင်သေးပေ ဒုက္ခပါပဲကွာခက်သွက်သွက်လောက်ကြားဟဲ့လှပေမိရလဲစိုးရင်တက်ကြီးနဲ့အော်ဟဲပြောလိုက်တယ်လေရအတော်ပင်ကြမ်းနေပြီနားကိုစရာမရှိရင်တော့ပေါင်းလေကြီးတောင်မှရွင့်ပါသွားနိုင်တယ်စိတ်ကရောက်ချင်စောကြီးကနဲ့ခကြီးမတွင်တလို့ဖြစ်နေရင်မကြခင်မှာပဲလျက်စီးလက်လိုက်တဲ့အလင်းရောင်ကြောင့်ဇရက်မဲမဲကြီးကိုဖြက်ခနဲတွေးလိုက်ရတဲ့အခါဝမ်းသာသွားခဲ့ကြော်ရောက်တော့မယ်ဟဲ့မြင်မြန်လောက်ကြ အပြင်းနင်းလာခဲ့တဲ့လေသုံးစရလဲဇရဲ့ရှေကိုအရောက်မှာတော့နွားရီယာအတင်ယုံလာခဲ့ကြပါရဲ့ဟာဖိတ်သားချော်ရင်ဘလို့ဖြစ်ကြတော့နွားရီကိုအတင်ချော်မော်ပြီးလက်ရနဲ့ဖြုတ်ကဇရဲ့အောက်တိုင်ကိုဆွဲခေါ်ချိလိုက်ကြတယ်နွားရီယာနေချင်းပုံမရပါဘူးကြောက်လန့်ပြီးတော့ရုန်းကန်နေကြတယ်ခက်ခက်ခက်ခဲနဲ့ချိခဲ့ရတယ်လဲရီကိုလည်းတပင်ကြီးတွေနဲ့ကျိုးနဲ့ရစ်ပတ်ထားရတယ်လေတိုင်နှောင်းကအတော်မှကျန်းလာကြောင့် လဲမောင်မအောင်လဲစိုးရင်ကြတာကြောင့်ပဲအားလုံးပြီးတဲ့အခါမှာတော့လာပင်မြင့်တို့အကုန်လုံးမိုးရေရွှဲရွှဲစိုးနေခဲ့ကြပါပြီလဲပေါ်မှာပါလာခဲ့တဲ့ချက်ပြုတ်စားတောက်စရာတွေနဲ့အဝိထေအပူတွေအိဆက်ဖို့ရန်အတွက်စောင်းနေဦးယူကဇရက်ပေါ်ပြည့်တက်ကြနေတယ်ဇရက်တစ်ခုလုံးကလည်းမှောင်မဲနေရဲ့ပြင်လေးဘက်လေးတန်းဟောင်းလောင်းကြောင့်မလို့လဲမိုးရေတွေကကျမ်းပေါ်မှာအိမ်ထုံးနေရင်တောက်တူကရေနံစီမိရင်လေးကိုထုံးကား နေရာရှာကြည့်နေဒီတနေရာရတယ်ပြို့ဒီတကွက်လေးပဲမိုးရီမဆိုတာတောက်တူရဲ့စကားကြောင့်ဝမ်းသာအာရနဲ့ပြေးသွားခဲ့ကြတယ်ဖျားကြီးတစ်ချက်ကိုလည်းမိုးရီလွနေတဲ့ဇရက်တောင်လေးမှာဖျားအပူအရင်ခင်းလိုက်ကြတယ်ပြီးနောက်မိုးရီစုံနေတဲ့အဝတ်တွေကိုလဲလဲဝစ်စင်သူဟာဝတ်တယ်မိဖို့လေးနဲ့မိမွေးသူဟာမှွေးတယ်ဘိုက်လေအတော်အမစားနေပြီဖြစ်တာကြောင့်ခမျက်မြန်းပဲပြင်ဆင်နေကြတယ် ။ထမင်းချက်တောင်ဝင်ကြတဲ့မောင်တွင်ရစံထည့်ရင်နဲ့ရေမရှိတော့လဲတတိယသွားတယ်။ထမင်းတို့တယ်ဖို့ရေးလို့တယ်။သွားယူပေးအောင်။ဟာကွာမိခဲ့ရည်လို့။တောက်တော့အဝင်မလဲရသေးဘူးလား။သွားယူလိုက်။အေးအေးငါယူပေးမယ်။တောက်တော့ကပျော်ပျော်ဆွဆွနဲ့ဇရက်အောက်ကို ပြေးဆင်းသွားတယ်။လဲပေါ်ကကျိုးချီထားတဲ့ရေအိုးကိုလည်းကျိုးဖြီးလိုက်ပြီးတော့မိုးကပုံမိုးသဲထန်လာတယ်။ရေအိုးကိုအမြန်ကောက်ယူမကနဲ့လှဲ့အထွက် လဲပြီးမှလူတယောက်ရက်နေတော့တွေ့လိုက်ရတယ်။ရုတ်တရက်မြင်လိုက်ရကြောင်းအလွန်ထိတ်လန့်သွားမိတော့လဲ။ဇရက်ပေါ်မှာမိမိလူတွေကိုလှမ်းမြင်နေရကြောင်းကြောက်စိတ်ကတရေငါအတွင်ပျောက်ကွယ်သွားတယ်။ဟဲ့လူခမရဘရလဲ။အဲ့ဒီသူရဲ့ရုပ်ကိုတေချာမမြင်ရသေးဘူး။တို့တော့ကြောချမ်းမိတယ်လို့လို့ဖြစ်နေမိတယ်။မိုးရိပ်လေရိပ်ကြောင့်ချမ်းသီလာ။အဲ့ဒီသူကြောင့်ချမ်းသီလာမသေးခွဲပါ။မင်းရည်လေဗျာခမရဘရလဲလို့။ကျုပ်လမ်းပြောက်နေလို့ အရီသူရဲ့အတန်ကတကယ့်ကိုတိုးတိုးလေးသာသို့တော့အဘဲကြောင့်၆ကက်ကက်အတန်ကိုကြော်ရိုးထဲမှာစိတ်စိတ်လာတယ်လဲဆိုတာကိုလည်းတောက်တူနားမလဲပဲကဲလာလာကျုံနဲ့အပေါ်လိုက်ခဲ့တောက်တူကလည်းရှီယာနေခတ်သက်သက်လေးသွားကနေဇရက်ပေါ်ခေါ်တက်လာခဲ့တယ်တောက်တူနဲ့ပါလာခဲ့တဲ့သူလှဖေမြင့်တို့ကတအံတော်နဲ့ကြိလိုက်မိကြတယ်အရီသူရဲ့ပုံစံကအရက်မနှိမ့်မမြင့်မျက်နှာလေးတောင်းဆက်ဆက်ဖြစ်တယ် ထူးခြားချက်ကတော့သူရဲ့ခြေထောက်နှစ်ဖက်လုံးမှာရွှွင့်တွေနဲ့ပေးချန်နေခြင်းပဲတကူလုံးမှာလည်းမြေမုံတွေပေးနေရဲ့သို့တော့ယခုကဲ့သို့လေကြီးမိုးကြီးတွေရွာနေတဲ့ကာလမှာတောက်တူလောက်တောင်ရေမဆူရွှဲနေပါတာမန်မိုးလီမီတလောက်သာဖြစ်နေတာကိုလာကျော်ဝါသေချာတွေးနေရဲ့ခမရဘေးရလဲခမရကြည်ရလဲမိုးလေတိတ်မဆိုးပါလားကျုပ်လမ်းပြောက်နေလို့ဇေယအောင်မှာမိုးခုန်နေရဩဒါကြောင့်ဦး ခုနစရဲအောင်မှာခမရောမမြင်ပါလား။ကျုပ်ကခမရတို့မြင်နေ။တောင်းမှာအိတ်နေလှမ်းကြည့်နေရ။မောင်လဲမောင်နေတော့မတိလိုက်တာနေမှာပေါ့လှကြရ။တင်ယောင်ကစကားလှမ်းထောက်ပေးလိုက်တဲ့အခါမှာအာလုံးဖြစ်နိုင်တယ်လို့လဲငြိမ်သွားခဲ့ကြတယ်။ဒါနဲ့ခမရလမ်းပြောက်တယ်ဆိုဘယ်ကနေဘလို့ဘလို့လမ်းပြောက်ရတော့ဗျ။အရီသူကပြန်ပြီးတော့စဉ်းစားနေ။ကြုံမှတ်မိတာထင်းလာခုတ်တာပဲ။ထင်းခုတ်ပြီးတော့ကြုတ်ကိုတယောက်က နောက်ကနေရိုက်သွားတယ်။တတိယတော့အခုလိုမဲမောင်နေလို့စံတဝါဝါနဲ့ရှောက်ရင်ဇရက်အောင်မှာပဲ ဝင်အိတ်လိုက်တာပဲဗျ။ဖြစ်ရလေဗျာ။ခမားရွာဒီနာတော့ဝိုက်ပဲလား။ဟုတ်ပါဗျ။ဒီကနေမြောက်ရွံ့ရွံ့သွားရင်မကြောင်ရောက်ပြီပဲ။ဒါဆိုမနဲ့လေးမှာပဲပြန်မော့။ကျိုးတော်ကကုန်းသေးပြီပါ။အတူတူနားလို့ရပါတယ်။မောင်လေးချက်ပြုတ်ပြီးရင်အတူစားတာပေါ့။ဟုတ်ကဲ့။ခမားနမယာဘလို့ခေါ်လဲ။ဖိုးနီ ဟုတ်ပြီကိုဖိုးနီ။ ကျုပ်ကလှပြီမြင့်ဒါကတော့ကျုပ်ရဲ့တပည့်တွေမောင်တွင်နဲ့လှကြောတောက်တူတန်ချောင်းသူကတော့တင်အောင်နဲ့မှတ်ထားပါဗျာဖိုးနီဆိုတဲ့သူကမိဒီမမဆိုးခေါင်းသာနှိပ်ပြတယ်မောင်တွင်ချက်ပြုတ်ပြီးစီးရဲ့အခါမှာလဲအလုံးဝလဲစာနေကြချေပြီ အလင်းအမြန်ပဲခုတ်ကပ်ပြီးတော့အာရပါရစားတော့ကြတယ်ဖိုးနီကတော့တူကနန်စိတ်ကနန်သာစားလျေကိုဖိုးနီထဲ့စားလေဗျကျုပ်သိမ့်မစားလို့ရပြီ ဖိုးနီယိုကြည်ကလာဖေမြင့်တို့အားမရပင်အမှန်တကယ်မစားခြင်းလည်းဖြစ်ပေမဲ့ဆိုပြီးထပ်ပြီးရောမပြောတော့ပါမိမိတို့မှာဝမ်းမီတောက်ဖို့အတွက်စားနိုင်သမျှစားဖို့လိုပေတယ်ဖိုးနီယာ၎င်းတို့တယောက်ချင်းစီကိုသာ စစ်စစ်လိုက်ကြည့်နေခဲ့တယ်တန်ချောင်းနဲ့မောင်းလွင်ရတော့ကတောက်ကစားပြစ်ထားအောင်ခတန်းတန်းသာနေပြီးကျန်တဲ့သူတွေကစားလိုက်ပြောလိုက်အလုပ်တွေရှုပ်နေကြတယ်ဖိုးနီယာလှပေမြင့်တို့ပြောသမျှ စိတ်စိတ်နားထောင်နေလျေစားပြီးတောက်ပြီး၍အိုးခွက်တွေကိုဆေးဖို့ရန်အတွက်ရေရာမရှိတော့ပေရေအိုးတွေရာရေရာလည်းချက်ပြုတ်လိုက်တာကြောင့်အိုးတဝက်ကျော်ကုန်းနေပြီတောက်ရေချန်ထားမှဖြစ်ပြော့အိုးခွက်တွေကိုလည်းတောင်ကြီးတွေကိုသာစုပြုံထည့်ထားလိုက်တော့တယ်မိဖို့မိနွဲ့နွဲ့လေးနဲ့ဝိုင်းဖွဲထိုင်ရင်ကစစ်လိတ်ထိုင်တော့ကစကားဝိုင်းဖွဲဖြစ်ကြတယ်အိစရာနေရာလည်းမရှိအောင်တညလုံးငုတ်တုတ်ထိုင်ကြရုံသာ မိုးကလည်းတိမ်မဲ့သဘောမရှိပေ။ဒီရအကိုတော်တို့ကဘယ်ရွာလဲ။ဖိုးနီယာမေးလာတယ်။တပင်ကိုရွာကုန်ပစ္စည်းသွားပို့တာ။ကြောက်ကြီးကို။ဩအဝေးကြီးပဲ။ဒီလိုပဲရှာပွေစားတော့နေရပဲဖိုးနီရဲ့။ပင်မန်းပင်မဲလဲဘဝပေးမဟုတ်လား။ဟုတ်ပါတယ်။ကြောက်လဲပင်မန်းနဲ့လောက်ကိုင်းစားနေရတာပါပဲ။ဘဝတွေကစိုးရယ်ဗျာ။ငွေလေးမစိုးမပိုရဖို့အတွက်လုံရလဲမလွယ်ပါဘူးဗျာ။ ဒါနဲ့ခမရထင်းကုတ်သမားလားအိမ်တွက်လိုသလောက်လာဆိုင်ုံပဲကျုပ်ကလက်သမားလုပ်တာဗျဒါဆိုဝင်ွေကောင်းတာပေါ့ဖိုးနီကကောင်းဝစပင်းနေဖွားကနေပြန့်ပြေတယ်မကောင်းလာပါဘူးဗျပင်မန်းတာနဲ့မကားပါဘူးစကားဝိုင်းဖွဲ့နေကြရင်ငိုက်လာခဲ့တာကြောင့်မိဖို့ပေးမှခွေခောက်ကနေအိပ်ပျော်သွားခဲ့ကြတယ်မိုးအေးအေးနဲ့ကွေးလိုကောင်းနေတော့မှပဲမောင်နှင်းရဲ့အော်တန်ကြောင့်အလုံးလက်နိုးကုန်ကြတယ် အချိန်ရမနက်9နာရီခန့်ဖြစ်တယ်။မိုးကလည်းတိတ်နေပြီဖြစ်ပြီးအလင်းရောင်တွေရသေးသလောက်ရနေချစ်ပြီ။အလောင်းကောင်ကြီးပြဆရာထပါအောင်ထကြပါအောင်။လာပေမီကလည်းကမန်းကဒန်းနဲ့ထကြည့်လိုက်တဲ့အခါမှာ၎င်းတို့ကြားမှာအေးဆက်တောင့်တင်းပြီးလဲကျနေရဲ့ဖိုးနီရဲ့အလောင်းကိုတွေ့မြင်လိုက်ရတယ်။ဖိုးနီကိုမထီရဲထီရဲနဲ့ထီကြည့်တဲ့အခါမှာအသားတွေကအေးဆက်တောင့်တင်းနေစေပြီ။ဟာဘလို့ဖြစ်တာလဲ။ငါတို့အမှုပတ်ပြီးထင်တယ်။ ်ဆရာကြီးသူ့ကောင်မသွေးရီခဲနေရဲ့ဗျဖိုးနီရဲ့နောက်စေးမှာ သွေးရီကခဲကကက်နေရဲ့ဟဲ့ကောင်နေဖိုးနီကအသက်ခါတာထင်တယ်ကျုပ်တို့ခဏလေးအိပ်ပျော်သွားတာဘသူကတက်မှာတော့တစ်ချိန်လုံးသူ့ဘေးနားမှာရှိနေအောင်မင်းတို့တွေကလားပျော်စံဘသူလောက်တာလဲလာဖေမီကစိုးရင်စိတ်နဲ့ဒေါသစိတ်တို့ယောဂါနဲ့အော်ဟေမင်းမြတ်မိပါရယ်တပည့်တွေကလည်းနားမလည်နိုင်စွာနဲ့ပြန်လေကြည့်ရင်တုံ့လုံနေကြတယ် အဲ့ဒီချိန်တောင်းတောင်စီတေနေရဲ့ဖိုးနီမှာရုတ်တရက်ထထိုင်လာကကျုပ်ပြန်ဖို့နောက်ကျနေပြီ ပြန်ပြီးအကိုတော်တို့အဲ့ဒီလိုမျိုးကောက်ကငင်ကာနဲ့ပြောပြီးတောင်းတောင်စီလမ်းထလျှောက်လာတယ်အိမ်နာကိုသူ့ရဲ့ကောင်းကိုစက်ကြောတက်လာ၍စက်ကနေချိုးတယ်လို့ချိုးလိုက်တဲ့အခါမှာကောင်းကကျိုးဆိုပြီးတော့အတန်နဲ့တူတူပြန်မတက်လာတော့ပြီအဲ့ဒီအခြေအနေနဲ့ဇက်အကျိုးလိုက်လှဖေမြင့်တို့ဘက်ကိုလှဲ့ကောင်နဲ့ရီးပြနေရင်ထိတ်လန့်ဖွယ်ရအချင်းရကြောင့် အလုံးကြောင့်တဲ့ကြားနဲ့ဇရက်ဘဝနဲ့စင်ပြေးကြလျော်တယ်။နောက်ကြတဲ့ခြေတော်သစ္စာပေါင်းဆိုတဲ့ကဲ့သို့ဥတီရမယ်ပြေးသွားရင် အချိန်တော်တော်ကြာမှာပဲလူပြန်စုမိကြတယ်။ဇရက်ကိုမပြောင်းရွေ့လည်းမဖြစ်ပေ။ကြံ့ရင်နေတဲ့ပစ္စည်းတွေကိုယူရပေုံပဲ။ထိတ်ထိတ်လန့်လန့်နဲ့ပူကက်ကနဲ့ဇရက်ပေါ်ဖြစ်ဖြစ်ချင်းတက်လာခဲ့ကြတယ်။အိမ်နောက်ယူစရာတွေအလုံးမြင်မြန်ဆက်ဆက်ယူပြီးတော့ပြန်ပြေးလာကြတယ်။ရွာတို့ရောက်တဲ့အခါမှာ မောင်လေးနဲ့လှကျော်ဝါအပြင်ဖျားသွားခဲ့ကြချေပြီ။ကြောင်ကတန်းနဲ့ဖြစ်နေကြတယ်။လှပေမြင့်လဲစိတ်ကြောင်ကြောက်ချဖြစ်နေကြတဲ့တပည့်တွေကိုအိမ်အသီးသီးပြန်ပို့ပေးလိုက်တယ်။မိမိမူကခေါင်းဆောင်ဖြစ်နေ၍ကြောက်စိတ်ကိုလည်းပြသဖို့ရန်အတွက်မလွယ်ကူပင်စိတ်အားတင်းထားရလိမ့်တယ်။အိမ်သို့ရောက်တဲ့အခါမှာလဲပေါ်ကပုတ်ကနေခုံချလာတဲ့အတန်ကြားလိုက်ရကြောင့်အမြန်လက်ရှာကြည့်လိုက်တယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လှဖေမြင်တယ်။ အဒီနီယာမှာပဲမိလဲကြသွားခဲ့တော့တယ်။ဖိုးနီမှာပေါင်လေကြီးပေါ်ကနေခုံချလာပြီ။ကျုပ်အိမ်မပြောင်းချင်သေးလို့လိုက်လာမိတယ်ဗျို့။အဲ့လိုမျိုးပြောတဲ့နဲ့တူတူဖြူယော်နေတဲ့အလောင်းကောင်ကြီးရလဲ။လှပေမြင့်ကိုကြည့်နေရကြောင်းပဲဖြစ်တယ်။လှပေမြင့်တတိလင်လာခဲ့တဲ့အခါမှာ၎င်းရဲ့အိမ်မှာဖိုးနီရဲ့အလောင်းကိုတွေ့ကြောင်းသေးဆုံးသူကိုလည်းစုံစမ်းနေကြောင်းသိလိုက်ရတယ်။လာပေမြင်မှာကံမကောင်းစွာနဲ့ပဲ အလောင်းကြီးကိုအိမ်သို့သေးလာမိတယ်လို့ဖြစ်နေရပြီမကြမီမှာပဲဖိုးနီရဲ့အကြောင်းအပြည့်အစုံ သိလာကြရပဲဖိုးနီကအုံပန်းလာရွာလက်သမားဖြစ်ပြီးထင်းကုန်နေစဉ်အသက်ခံရ၍တုတ်တံမှာမြုပ်နှံထားရသူဖြစ်ကြောင်းလာပင်မြင်တို့ရောက်လာခဲ့တဲ့ညဖိုးနီအတူပါချတဲ့နေ့လည်းဖြစ်ကြောင်းဖိုးနီတဲ့ကြောင်းအုံပန်းလာရွာကန်ရတုတ်တံမှာသွားကြည့်တဲ့အခါမြေကြီးမှာပွာရောက်နေကြောင်းဖိုးနီကသိဆုံးပြီးသားဖြစ်တဲ့ သူ့ရဲ့အလောင်းထံကိုပြန်လည်ပူကတ်ခဲ့ရန်ရှိကြောင်းလာပေမြင့်တို့နားခိုတဲ့ဇရက်မှာဖိုးနီကိုမြုံနှံထားတဲ့တုတ်တန်မှာရှိတဲ့အတွက်ကြောင့်လိုက်ပါလာခဲ့တဲ့အကြောင်းတို့လည်းသိရှိလိုက်ရတယ်။ဖိုးနီကသူ့သိဆုံးသွားခဲ့တာကိုသိရှိရန်မတူပေအသက်ရှင်စရာအတိုင်းနေထိုင်ပြုမှုပြောဆိုနေရတယ်။အဒီကိစ္စကြီးကြောင့်လည်းလူအများတုံ့တုံ့ချက်ချသွားခဲ့ကြပြီးပြောစမှတ်တွင်သွားခဲ့ကြသလိုလှပေမြင့်တို့အဖွဲရလဲကုံပိုးချင်းကို ကာလအတန်ကြာရန်နာသွားခင်းကြောင်းရင်ပြိတ္တများရှင်စာရေးသူတော်ရာလာမင်းရေးသားထားတဲ့သုတ်တံမှာထလာသူဆိုတဲ့ဖြစ်ရမယ်အခြေခံထားတဲ့ဇလန်းကောင်းလေးရဒီမှာပဲပြီးဆုံးပါပြီလားဆင်ပေးခဲ့ကြတဲ့ပြိတ္တများအလုံးနဲ့တာယာပျော်ရှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်